ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လာမင်္ဂလာပါ Liverpool အသင်းအတွက်တော့အခုလက်ရှိမှာခံစင်မှုမဖြစ်မနေခေါ်ယူရမယ့်အရင်းနဲ့ရင်ဆိုင်နေရတယ်။ဒါကြောင့်လဲဆိုတော့ Ibrahima Kanate ကိုသူတို့ဆုံးရှုံးသွားဖို့ဒါဖြည်းဖြည်းနီးစပ်လာတယ်။ဆိုတော့အခုလောလောဆယ်ဖြစ်နေတဲ့အချက်ကခနာတေးရဲ့လက်ရှိအနေအထားကဘာလဲဆိုတော့ Liverpool ကသူ့ကို contract offer ပေးတယ် ဒါပေမဲ့အဲ့ contract offer ကသူလိုချင်တဲ့ expectation နဲ့အရန်နည်းတယ်။သူ့ဘက်ကပြန်ကြည့်တော့လေလက်ရှိ Liverpool အသင်းရဲ့ပထမဦးစားပေးကစားသမားတွေအားလုံးဟာသူ့ထွက်လာစားတန်ဆာများတဲ့သူတွေကြီးပဲ။ဆိုတော့ခနာတရဲ့ contract က9000ပဲရှိတယ်။အဲ့9000ပဲရှိတဲ့အချိန်မှာ Alexis Maclasa ကနေ Ryan Graven Bash နောက်တစ်ချိန်တည်းမှာ Dominic Soboslai, Andy Robinson, Vache Van Dijk, Trent ထွက်သွားပြီး Trent ရောနောက်အရင် Salah, Jota ။ Now တစ်ချိန်တည်းမှာပဲ DS gap ပေါ့အကုန်လုံးဟာသူ့တဲ့နှစတွေပဲ။သူက9000မရဘူး။ထားပါတော့2021ခုတစ်ခုနှစ်တုန်းက RB live set ကနေခေါ်တဲ့အတွက်လူငယ်ကစားမလေးဖြစ်တဲ့အတွက်ဒါ contract အဟောင်းအဲ့တုန်းက contract မှာတော့များကောင်းများနေပြီ။ဒါပေမဲ့သူ့အနေနဲ့စာချုပ်အသစ်မှာ decent amount မို့ရင်တော့ပါကောင်းကောင်းတော့လိုချင်တယ်။သူက2သိန်းလိုချင်တယ်လီဗာပူးက2သိန်းမပေးဘူးသူက3သိန်းဆွန်းဆွန်းလောက်ပဲပေးချင်တယ်3သိန်းခွဲလောက်ဆိုရင် fair ဖြစ်တယ်အိုက်ဆိုင်က fair ဖြစ်တယ် တသိန်းခွဲလောက်ဒါပေမဲ့အဲ့နေရာမှာလီဗာပူးဘက်က offer ကိုဂလိုလော့စတီမစသေးဘူးဆိုတော့နောက်တစ်ခုကဒီလီဗာပူးမှာဖော်ပြနေတဲ့သတင်းတွေတော်တော်များများဗာပြောလဲဆိုတော့အခုလက်ရှိမှာအီဘရာဟီမာခနာတေကဒီလီဗာပူးအသင်းရဲ့နောက်ခံလူဟောင်းထရက်အလက်ဇန္ဒာအာနိုလုတ်တဲ့ပုံစံနေလုတ်လာလီဗာပူး contract offer သူ့ကို ပေးတယ်သူမကြိုက်လို့ပယ်ချတယ်အဲ့ချိန်မှာ တပ်ပတ္တန်ထတ်တိုးခြင်းနဲ့ဆန္ဒမရှိတော့ဘဲနဲ့သူလွတ်လွတ်လပ်လပ်နေမယ်အေးဆေးပဲနေသွားမယ်ပြီးတော့မှသူစိတ်ကြိုက်ကလပ်တင်ကိုပြောင်းမယ်ဟိုလိုလိုဒီလိုပါဗျာတပ်တန်းတိုးမယ်ဆိုရင်ဟိုရွှေဒီရွှေနေရွှေညာရွှေပုံစံမျိုးဒီ track alexander အားလို့လုတ်ခဲ့တဲ့ပုံစံတိုင်း similar ပုံစံမျိုးဖြစ်နေလဲဆိုပြီးတော့ liverpool အတင်းတင်းတွေကပေါ်ပြနေဆိုတော့ club ကအခု market ကိုသူတို့လိုချင်တယ်အဲ့ market ကိုလိုချင်ရင်အဓိကကဘာလဲဆိုတော့ဘွတ်ထွက်ခွင့်ကစားနေရာပေးရမှာ အာနီစလောကအားလာကိုပေးနိုင်မယ်ဆိုမာကေဟီကဒီလီဗာပူးကိုပြောင်းပါဒါပေမဲ့ဒီပြောင်းရွှေ့ခြင်းကတန်း90လောက်ထိရှိမယ်ပဲလစ်ကစာချုပ်တစ်နှစ်ပဲကြာရင်တော့မကေဟီကိုတန်း90တန်း90တောင်းတယ်ဆိုတော့တကယ်တော့လီဗာပူးကခနာတေးကိုအခုချိန်ရောင်းရင်တန်း90တာလိရဂေဟီတောင်းတန်း90ပြခနာတေးလည်းတန်း90ဘာလို့မရဘူးဒါပေမဲ့ကတ်တာကလီဗာပူးကတတ်တန်းထတ်တိုးနိုင်လိမ့်မယ်လို့မနေ့ကဆာလတ်ကဗန်တိုက်ရဲ့ ဒီဘယ်လိုပြောမလဲဒီတစ်ဖက်ကစာဒီယိုမာနေရဲ့ပုံစံတိုင်းဒီဘယ်လိုပြောမလဲဒီ trend ရဲ့ပုံစံတိုင်းအရင်တုန်းကလည်း Mohamed Salah ရဲ့ Firmino ရဲ့နောက်တစ်ဖက်ကဒီဒီ Salah ရဲ့၃ယောက်ဖြစ်ခဲ့မှုတယ်အဲ့၃ယောက်တို့အရင်ဆုံးဖြစ်ခဲ့တယ်ဖြစ်တဲ့အချိန်မှာတို့ Salah ကိုပဲတက်တန်းတိုးတယ်စာမာနေကိုရောင်းလိုက်တယ်ဖမီနိုက နောက်ရသေးမှာ free ထွက်သွားတယ် အခုကြတော့ပုံစံတူဖြစ်တဲ့ Salah ကိုတက်တန်းလို့တယ် Van Dijk ကိုတက်တန်းလို့တယ် Trent က free ထွက်သွားတယ်ဆိုတော့အခု Liverpool ကအခုလက်ရှိမှာခနာတီပုံစံဒီပုံစံဖြစ်တဲ့ချိန်မှာ Gehi ကိုသူတို့ဝယ်မယ်ဆိုရင်တန်း30 40 50ရာမဆီမှာပဲ Liverpool ကပတ်စံရှိတယ်ဝယ်နိုင်တယ်ဆိုတော့အခု Real Madrid အသင်းကခနာတီကိုတက်တန်းမတူဖို့ဖြောင်းပြနေတယ်ပြည်သက်ကစားမတွေလည်းက Aurelio Schwamani ရဲ့နောက်တစ်ဖက်က ဒီအခြားကစားသမားဒီတဲကရှော်မန်ဒီအပြင်ကာမာဗင်ဂါနဲ့ခီလီယန်အမ်ဘပေတို့ကခနာတေးကိုတတ်တမ်းမတိုးဘူးဖြောင်းပြထားတယ်။ဒါဆိုရင် Trent လိုပဲသူကအလွတ်ပြောင်းရွှေ့ခြင်းသူတို့2021တုန်းက David Alaba ကို free ရတယ်။20နှစ်တုန်းကဒီ Antonio Rudiger ကို free ရတယ်။24မှာ Kylian Mbappe ကို free ရပြီး25မှာ Trent ကို free ရတဲ့ပုံစံတိုင်း Real Madrid ကခနာတေးကို26မှာ free လိုချင်တယ်။ဆိုတော့တကယ်လို့ free လိုချင်ရင်ဒါသူတို့ Dean Hodgson နဲ့နာရေရှည်တွဲလို့ရတယ်။ခနာတေးက26ပဲရှိတယ်။ ော့တို့တို့အတွက်ရေရှည်ရှိတယ်ဆိုတော့ Ibrahima ခနာတေးကအခုလောလောဆယ်နေထားရာကလပ်သင်းကနေ Liverpool ကနေထွက်ခွာခြင်းနဲ့ဒါပေမဲ့ ठी ရသည်မဟုတ်ဘူးနောက်ရသည်မှာ2026မှာအလွတ်နဲ့ထွက်ခွာခြင်းတယ်လို့ပေါ်ပြထားတယ်မထွေကဒါကိုကောင်းကောင်းအသုံးချဖို့စောင့်နေတယ်ဒီနေရာမှာတခုပဲပေါ့လေလီဗာပူးအနေနဲ့အမှန်တိုင်းပြောရင်ဗန်ဒိုက်တာဖိဖြစ်ကြိုက်တဲ့လူနဲ့တွေ့အိုက်ဆန်တဲ့ဘက်ကဗန်ဒိုက်လူပဲကောင်းလာမှာ ဆိုပြောချင်တာကဗျာဗန်ဒိုက်တာတန်ရမရနဲ့အခုဂျိုးကိုဘတ်နဲ့ပြန်ကစားလုခဲ့တဲ့နှစ်နှစ်သုံးနှစ်ကကောင်းသွားတဲ့ဂျိုးကိုဘတ်ပုံစံပြန်ဖြစ်လာပါမယ်ခနာတေးလိုဖြစ်လာတာဗန်ဒိုက်နဲ့မာတင်နဲ့တွဲတော့လည်းကောင်းတာပဲဗန်ဒိုက်နဲ့ဂျိုးကိုဘတ်နဲ့ကောင်းတာပဲဂန်ဒိုက်နဲ့ကွန်ဆက်ရှင်နဲ့လည်းကောင်းတာပဲဗန်ဒိုက်နဲ့ခနာတေးလည်းကောင်းတယ်ဆိုတော့ဗန်ဒိုက်နဲ့တွဲကစားပြီးတော့ဂဲဟီတွဲကစားပူကောင်းသွားမယ်နောက်ဗန်ဒိုက်နဲ့တခြားတယောက်နဲ့တွဲတွဲဆိုတော့ဗန်ဒိုက်က main ပဲဖြစ်ပါဘူးမှာ တော့ခနာတိထွက်သွားလို့လဘဘူးတော့ကတိတ်ပြတ်တာမရှိတော့ဘူးလဘဘူးသားโอเคနှစ်သိန်းထပ်ပေးမယ်ဆိုရင်တော့ဖြစ်နိုင်ကြီးရှိတယ်ဆက်နေနိုင်ဒါပေမဲ့သူကတော့ထွက်ဖို့ဥတီတည်းရှိတယ်ဆိုပြီးတော့ပေါ်ပြနေလို့မာကေဟီယာလဘဘူးရဲ့ပြင်မှန်အဖြစ်ကနေခေါ်ယူနိုင်ပွဲရှိတဲ့သူဖြစ်မယ်ဒါဆိုရင်တော့သူတို့စထရိုက်ကာကိုတော့သူတို့ထပ်ပြီးခေါ်ဖို့ရှိတယ်ဒါကလောလောဆယ်အနေထားအားလုံးကျေးဇူးတင်ပါတယ်